တင်ဆက်ပေးမယ့်သတင်းကတော့ဘိုးလူပွဲမှာခန်းစင်အားနည်းမှုများရှိမယ်လို့မန်နီပြဝန်ခံလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်နီပြအင်မိုရင်ကစပါနဲ့ကစားမယ့်ယိုပါလိဘိုးလူပွဲမှာခန်းစင်အားနည်းမှုတွေရှိနေမယ်လို့ပြောကြားလိုက်ပါတယ်။မန်ယူတင်ရဲ့အဓိကနောက်တလုံးတအုပ်ဖြစ်တဲ့ရိုဟာဝက်စန်ကိုရှုံးနေခဲ့တဲ့ပွဲမှာဒဏ်ရာသွားခဲ့တာကြောင့်အင်မိုရင်ကခန်းစင်ပိုင်းမှာစိုးရင်ပွဲရအားနည်းချက်တွေရှိနေမယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ မန်ရွယ်တင်ရဲ့အားထားရတယ်နောက်တစ်လူတအုပ်ဖြစ်တဲ့ဒီလစ်လည်းဟိုလူပွဲမှာပြန်လည်ကစားနိုင်မှုတည်းမသေးကြသေးရကြောင်းအင်မိုရင်ကခန့်စစ်ပိုင်းအတွက်ကိုစွင့်ရရလို့ပြောကြားခဲ့တာပါခန့်စစ်ပိုင်းမှာအားနည်းချက်တွေမြင့်တက်နေပေမဲ့တရားကြောင်လားတော်ကြနာခဲ့ရတဲ့တိုက်စစ်မှုစစ်စီဟာလေးစင်ကန်နဲ့ပြန်လည်လှုပ်ဆောင်နိုင်မဖြစ်လို့ဟိုလူပွဲမှာမန်ရွယ်တပ်ပေါင်းကစားပြိနိုင်ပွဲရှိနေတာကကိုတို့ရကြနေတယ်မန်ရွယ်တိုက်စစ်ပိုင်းအတွက်အသက်ဆက်တင်ဖြစ်ခဲ့လို့သိရပါတယ်ဒီသတင်းကိုတော့ငြိမ်းချမ်းဝါပေးဖို့လားပါ thank you